တရုတ်နိုင်ငံဟာမကြာသေးမီကပြစ်ခတ်ရစေမှုစောင့်ကြည့်ရဲ့အဖွဲ့ကိုမြန်မာနိုင်ငံလာရှုမြို့ကိုဆေလွတ်ခဲ့ပြီးမြောက်ပိုင်းဒေသစစ်ပွဲတွေရပ်တန့်ရေးလှုပ်ဆောင်သွားမယ်လို့တရုတ်နိုင်ငံကြီးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်မစ္စတာကုံချာကူကပြောပါရယ်၂၀25နှစ်အေဘီ22ရက်ကပြုလုပ်တဲ့တရုတ်နိုင်ငံကြီးဝန်ကြီးဌာနရဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာသူကပြောကြားခဲ့တာဖြစ်ပါတယ်မစ္စတာကုံချာကူကကုမင်းညင်ညင်ကြီးတွေ့ဆုံဆွေးနွေးပွဲမှာမြန်မာနိုင်ငံအစိုးရနဲ့ MND တို့ရဲ့သဘောတူညီချက်တွေကိုအကောင့်ထည့်ဖော်နိုင်ဖို့နှစ်ဖက်ရဲ့ပူးတွဲဖိတ်ကြားချက်အရာ တရုတ်နိုင်ငံဟာမကြာသေးမီကပြစ်ခတ်ရစဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုမြန်မာနိုင်ငံလာရှုမြို့ကိုဆီလုခဲ့ပြီးမြန်မာနိုင်ငံတပ်မတော်နဲ့ MND တို့အကြပြစ်ခတ်ရစဲရေးကိုစောင့်ကြည့်သွားမှာဖြစ်ပြီးလာရှုမြို့ချုံးမွေးစာလွှဲပြောင်းပေးရခြင်းကိုမျက်မြင်သက်သေခံသွားမယ်လို့ပြောပါတယ်မြန်မာနိုင်ငံဆိုင်ရာဆက်ဆက်အဖွဲ့အစည်းတွေရဲ့ဆန္ဒနဲ့တောင်းဆိုချက်အရမြန်မာနိုင်ငံမြောက်ပိုင်းငင်းငင်းရေးလုပ်ငန်းရှင်ကိုမြန်မာနိုင်ငံကမြင့်တင်ဖော်ဆောင်မှုတရုတ်နိုင်ငံဟာတကြစွာပံ့ပိုးကူညီလျက်ရှိပါတယ်လို့သူကပြောပါတယ်မစ္စတာကုံကြကူကတရုတ်နိုင်ငံကကုမင်းငင်းငင်းရေးတွဲဆောင်ဆွေးနွေးပွဲလုပ်ငန်းရှင်တိုးတက်အောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံ ံမြောက်ပိုင်းဒေသစစ်ပွဲတွေရပ်တန့်မှုအတွက်ဆွေးနွေးပွဲတွေကိုလှုပ်ဆောင်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမှာဗတ်အသီးသီးနဲ့အတူတရုတ်မြန်မာနယ်စပ်ညီညွတ်ရေးနဲ့တည်ငြိမ်ရေးကိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ပြောပါတယ်။မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA က2024ခုနှစ်ဩဂတ်စ်3ရက်ကရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့အပါအဝင်အရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမခါကိုပါတိုက်ခိုက်သိမ်းပိတ်ခဲ့ပါတယ်။အဲဒီနောက်အုပ်ချုပ်ရေးရန်ရည်ထူထောင်ရေးမြို့တော်စီမံခန့်ခွဲရေးလုပ်ငန်းတွေလုပ်ကိုင်လျက်ရှိရမှာ တရုတ်ရဲ့ဂျာဝင်စစ်စမ်းမှုနဲ့မြန်မာတပ်မတော်ထံ2025ခုနှစ် AB 21ရက်နေ့နောက်ဆုံးထားကပြန်လည်လွှဲပြောင်းပေးဖို့သဘောတူညီခဲ့ကြပါတယ်။အဲဒါကြောင့်မြန်မာတပ်မတော်ဟာ AB 21ရက်ကလာရှိုးမြို့အတွင်ကိုစစ်ရင်တန်းအနေနဲ့ဝင်ရောက်လာပြီး MND ထံကမြို့ကိုပြန်လည်လွှဲပြောင်းရယူခဲ့တယ်လို့တရုတ်နိုင်ငံကလည်းနှစ်ဖက်ပစ်ခတ်မှုရဲ့စည်ရေးစောင့်ကြည့်အဖွဲ့ကိုဆီလွတ်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်မြန်မာတပ်မတော်နဲ့ MND အကြားဘယ်လိုသဘောတူညီချက်တွေရရှိခဲ့တာကိုတော့အများပြည်သူကိုထုတ်ပြန်ပြီးခြားပြခြင်းမရှိသေးတာပါ။